ားလုံးပဲမိလာပါဒီနေ့တကယ်တင်မဲ့တင်ရတာကတော့အခဲ71လေးကျင်မြန်စရိသမားတိကနံပါတ်6ကိုရှိပြီးပဲပါတယ်နံပါတ်6မှာကျတော့8 coordinate တူတော့အမှတ်3ကိုရေးပါတယ်ခုအမှတ်3ကို coordinate ပြီးပေါ်ရင်းနေရာချပါဆက်ရှင်းပြရလာတော့ပုံပါလေးလာတရှိချက်ကိုပေါ်ပြပါတယ်နော်အဲ့ဒီမှာကျမတို့က8 coordinate အမှတ်တူတဲ့တူတဲ့အမှတ်3ကိုရေးတယ်ဆိုတော့ဒီတစ်ခုရေးလိုက်လို့ရတယ်နော် အဲ့ဒါကျမတို့ပထမဆုံးနော်ဗတ်တရှယ်ပေးထားတဲ့အပြင်ဂျာကိုရီနဲ့မှတ်တယ်လေနော်သုံးလို့လည်းကြီးနိုင်တယ်တဲ့ဂျေကကျမအိတ်တန်မိုးဘာသာမသိဘူးအိတ်တန်မိုးပြတာအိတ်ကိုရီနဲ့ဆိုအိတ်တန်မိုးပြတာအိတ်တန်မိုးလို့ကြီးအိတ်တန်မိုးပေးရတယ်ဆိုရင်ကျမတို့ဝိုင်းဝင်းနဲ့အပြန်နော်ပြန်ရမှာဖြစ်ပါတယ်ဂျာကိုကျမတို့ကနော်အမှတ်တွေအိတ်တန်မိုးမှာကျမအိတ်တန်မိုးကျမနှိမ့်လို့ထားလိမ့်မယ်ဒါဆိုဒီမှာနှိမ့်နဲ့မိုင်းနဲ့ဒီနဲ့ဆုံးတဲ့နေရာဆိုတော့2 2.5မိုင်းနဲ့ဒီ เนาะဒီဘာဒီဝီဟိုမှာရှိရတာကြာ2.0ကိုအခုအပေါ်မှာကြာ2.0ပေါ့နော်အဲ့ဒီအမှတ်သုံးဖို့ကိုလည်းအဲ့ဒီအမှတ်ကိုလည်းယူရပါတယ်ဒီလိုမှာအဲ့တံမှုတွေကအများကြီးရတယ်နော်မိုင်းနက်နှုတ်ကင်းမျိုးပေါင်းကင်းမျိုးအများကြီးရတယ်ကြိုက်တဲ့ကင်းကြိုက်ရနေရမှာယူရပါတယ်အဲ့တံမှုနော်ဒါသူအမှတ်တွေကတူရမှာပေါ့နော်အဲ့တံမှုပြီးတူရမှာဆိုတော့အဲ့တံမှုပြီးလာတာဖြစ်တဲ့ဝိုင်းနဲ့ပါတော့ဝိုင်းဝီဟိုနဲ့နော်ဟိုပြန်ရတယ်ပေါ့နော်ဝိုင်းဝီဟိုနဲ့အတိုင်းဆွဲပြရတယ်ဒီချီလို့ရလာတဲ့ အဲ့ကိုရတဲ့သူတော့အမှတ်သုံးလို့ကတော့2.5 -3 နဲ့2.5 -4 နဲ့2.5ဖြစ်ပါရဲ့တဲ့နော်အဲ့ဒီမှာကျွန်တော်ပုံရအဲ့ဒီအမှတ်သုံးရဲ့အဲ့ coordinate တွေကတူညီနေပြီးအဲ့ဒီအမှတ်သုံးကဘာဝင်ရုံးနဲ့ပြိုင်တော့မိရတကြောင်ဒီဘက်မှာရှိနေတယ်ကိုတွေ့ရတယ်ကဲအဲ့တဲ့ဘောကတူညီရဆိုလို့ရှိရင်ကျွန်တော်အမိရတကြောင်ရဲ့ဘောမှာကျွန်တော်အဲ့ဒီအမှတ်တွေကဘာလို့ရှိနေလဲလို့ပြောချင်တာကဟုတ်တယ်နံပါတ်ခုနှစ်ပါနံပါတ်ခုနှစ်ကတော့ပေးထားတယ်ပီတာဘိုးဂျူတာဘိုးအာဒမ်ဘိုးအက်စတာဘိုး p coordinate q coordinate r coordinate s coordinate ကြီးထားပါတယ်အဲ့ဒီ map တွေကို coordinate ပြီးရင်ဒီဘက်မှာနေရာချမယ်ဒီလိုရှိရင်ဒီမှာ p နဲ့ q q နဲ့ r r နဲ့ s s နဲ့ p ကိုဆက်မယ်ရိုက်လိုက်ပုံအပဲကိုဖြစ်တယ်အဲ့ဒါကျွန်တော် graph ဆင်းလို့ပေါ့နော်ဘယ်လိုဆွဲရခါမှာကျွန်တော် a ဝင်ရောနဲ့ y ဝင်ရောနဲ့နော်ဆရာလေးဆွဲပြီးတော့ map ကလေးတွေကိုညီညွတ်ဆွဲရပါမယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ကြည့်မယ်သူကပထမဆုံး p တက်ဖို့ပြရတယ်6.4 6.4ကနောက်ဆုံးကအပေါင်းကြီးဖြစ်တယ်ဆိုတော့ကွာတန်ကွမ်းမှာရှိရပါမယ်နော် နော်ပထမ၄၄ဘိုင်းစီတယ်မှာရှိရမယ်ဒါဆိုရင်အဲအိတ်တံကစစ်ဖြစ်တဲ့ဘဲစစ်နဲ့တန်းတန်းနဲ့အပေါ်ကနော်အဲဘယ်လဲဖိုးတဲ့တန်းတန်းမှာအဲဝိုင်းတံကဖိုးတဲ့တန်းတန်းမှာအမှတ်ယူမှတ်မယ်နောက်တစ်ခါတော့ကဘာလို့တူတံကိုမှတ်မယ်တူတံကိုလည်းအတိုင်းပဲဆိုတော့နော်တူတံကကတော့အဲ8.6ဆိုတော့8တံက6အပေါင်း6ဖြစ်တဲ့ဘဲဆိုတော့8တံကိုအပေါင်း6နဲ့တန်းတန်းမှာထားမယ် နော် right term ကတော့ -4 ဖြစ်တယ်ပဲဆိုတော့ -4 ဆိုတော့ power of 4မှာရှိပါတယ်ဒီ term ကတော့အဲ့တော့အဲ့တော့လေးတမတ်မှတ်မယ်ဟုတ်နော်နောက်တစ်ခုကကြာဆိုတော့ r r term r term ကကြာနော်ဟိုဒီပါလေ8 term က -6 right term ကတော့အပေါင်းဖြစ်တယ်ဆိုတော့အပေါင်းလေးပဲနော်အဲ့ဒါဘူးမဟုတ်တဲ့နောက်ဆိုတော့အမှတ်တမတ်မှတ်မယ်နောက်မှတ်ပြီးတဲ့အခါမှာဆိုတော့နောက်တစ်ခုကပါရှိသေးတယ်ဆို s term နော် s ကကြာတော့နောက်ခုတစ်လုံးက s 8 term ကို8 ဗိုက်တမိုးကအက်ကူအော်ဒီနေမှာကအနုတ်တွေရဖြစ်တယ်ကွာတီမှာရှိတယ်။နော်အဲ့ဒါဆိုလည်းအိတ်တမိုးက -6 မှာရှိပြီးတော့ဗိုက်တမိုးကမိုင်းတခုမှာရှိရဲ့နေရာမှာအမှတ်လေးချတယ်။ဒီကြရင်သူပြောသလိုပဲကျွန်တော်ပြည်နဲ့ဂျီကိုဆက်မယ်။နောက်ကဂျူနဲ့အာနဲ့ကိုဆက်မယ်။နောက်ကအာနဲ့ S နဲ့ကိုဆက်မယ်။ဆက်ပြီး S နဲ့ P နဲ့ကိုဆက်လိုက်ဒီကမှာကျွန်တော်ထိပ်ပြီးနဲ့နော်ထိနေမှုနဲ့အောက်နှုတ်ကိုပြည့်တဲ့ခါမှာနော်ပုံတပုံရလာရယ်ပေါ့နော် အစီအစဉ်မတော့က AWU WU တို့မှာဖောက်ရုံကြီးရဲ့ပုံတပုံကိုရရှိပြီနော် AWU နဲ့ WU မှာဖောက်ရုံကြီးရဲ့ပုံတော့ကလေဖျက်ပြားလေးပုံတွေရရှိပါတယ်ဒီရက်ကမှာဒီမှာအဲ့ဒါတွေကိုဒီကိစ္စရဲ့ကိစ္စနဲ့နေပြီးသူကဒါတော့မရှိကြဘူးဖြစ်ပါဆက်လိုက်တဲ့ကောင်ကတော့မရှိကြဘူးထွက်လာတယ်နော်ဟုတ်ကဲ့နံပါတ်၈ပါနံပါတ်၈မှာကကြတဲ့အတိုင်းပဲဒီမှာ Peter Mo Super Mo အဲ P coordinate, T coordinate, R coordinate တို့နေရာချမယ်ဒီကြရင်ခုနအတိုင်းပဲ P2 2R နဲ့ အားပြီးတော့ဆက်တဲ့အခါမှာဂျူပီယာတို့ဒီမြို့ရကြားထဲမှာရှိမရှိဆုံးဆုံးပြတ်လို့နော်မြို့ရကြားထဲပေါ်မှာမရှိရင်ရာကြီးတဲ့ဘောကဘယ်ဘောမျိုးလဲဖြစ်နေလဲအဲကျတော့တွေးလိုက်မယ်ဆိုလို့ရှိရင်သူကအိတ်တံမိုးရတယ်တစ်ခုနဲ့တစ်ခုကတူမနေဘူးဗိုက်တံမိုးရတစ်ခုနဲ့တစ်ခုတူနေရတယ်ဆိုတော့မြို့ရကြားထဲမှာတော့အဲမရှိဘူးဆိုတော့ထေချာပြီးပေါ့ဘာလို့လဲဆိုတော့မြို့ရကြီးတို့အိတ်တံမိုးတူတဲ့ဟာဆိုလို့ရှိရင်မြို့ရကြားထဲမှာရှိတယ်ဗိုက်တံမိုးတွေတူတယ်ဆိုလို့ရှိရင်မြို့ရကြားထဲမှာရှိတယ်အခုကတော့မတူအခုကမတူရတဲ့ ီတော့ကျွန်တော်တို့မှမရှိတာတော့သိချာပြီအဲဒီကျွန်တော်ကဆွဲကြည့်နေတယ်နော် coordinate ဒီဆွဲကြည့်တဲ့အခါမှာကျွန်တော်ပီတန်ကိုမြင်လို့ညီမယ်5.4 5.4ဆိုတော့ဒီလိုကျွန်တော်အပေါင်းကြီးဖြစ်တဲ့ quadrant ဝမ်းမှာရှိပါတယ်8.5က5 1.5က4နော်နောက်တစ်ခုကကျူတန်ကိုနေရာမှာမယ်ကျူတန်က -3.6 ဆိုတော့8.5 -3 ဆိုတော့ကျွန်တော်ကလောက်လောက်ဘက်မှာရှိတယ် current two မှာရှိနေနော်ဝါတာမိုးက6ဝါတာမိုးစင်းနဲ့8.5 -3 နဲ့ဆုံးတဲ့နေရာမှာအဆက်တည်းချနေတယ် အခုကအာတမ်မူကကျတော့4ပေါ်မှာ minus 6နော်ဖိုးက8 8တန်မူကဟိုလည်းအပေါင်းလေးဖြစ်ပြီးတော့မန်တန်မူက minus 6ဖြစ်တာဆိုတော့ quadrant 4ထဲမှာရှိပါတယ်ဟုတ်ကဲ့အဲအမှတ်တွေမှတ်ပြီးတော့ဆိုဒီလိုအတိုင်းပဲဒီမှာ p p နဲ့ q နဲ့ကိုဆက်မယ်ပြီးကြရင် q နဲ့အဲ q နဲ့ r နဲ့ဆက်မယ်ပြီးတော့ r နဲ့ p နဲ့ r နဲ့ p နဲ့ကိုပြန်ဆက်လိုက်တဲ့အခါမှာနော်ဘာဝင်ရရလဲဆိုရင်ကြည့်ကြပုံပြီးကြရင်ဒီမှာတခြားတော့မရှိဘူးပေါ့ဟုတ်ကဲ့ ီဂျူအားတို့ကမိကြတရားတဲ့ပုံမှာမရှိဘူးဒါပေမဲ့ရရှိလာတဲ့ပုံကတော့ဘာလို့ကြည့်ခဲ့ပုံတစ်ခုဖြစ်ပါတယ်နောက်ကနံပါတ်9နော် coordinate ပြင်ရမှာ8 coordinate 2ရှိတော့အမှတ်9ခုရှိပါတယ်တခါလေးပြထားရဲ့အဲ့8 term 2လို့ပြထားတယ်8 term 2ဆိုတော့8နေရာတွေမှာတော့2တွေပဲရှိမယ်ဟုတ်ပြီနော် y နေရာတွေမှာကျပါလို့ရှိစိုက်တဲ့ကနေနေရတယ်ဒါဆိုတော့2နဲ့တန်းနဲ့မှာ y term တွေအများကြီးရှိတယ်အဲ့ဒါက coordinate လေးဆိုကြည့်မယ်ဆွဲကြည့်တော့မှာတော့8 term ကို2လို့ပဲရတယ်ကျွန်တော်တို့က2တက်တယ်ပေါ့နော် အဲဒီဒီအိတ်တံမိုးတူးတက်တဲ့မှာဆိုတော့အမှတ်လေးမှတ်လိုက်အဲဒီမှာဝိုင်တံမိုးတွေကအများကြီးရှိတယ်နော်ဒါပေမဲ့အိတ်တံမိုးကသူခေထားတဲ့အတိုင်းပဲနှစ်ပဲရှိနေတူးပဲရရမှာနော်ဝိုင်တံမိုးတွေပဲခြေကပြောင်းနေရတယ်နော်တံမိုးဆိုတော့ဒီကောမှာဒီနဲ့ဒီကောမှာ1ရမယ်နောက်ကဒီကောမှာ0ရမယ်ဒီကောမှာ minus 1ရမယ်ဒီကောမှာ minus 2ရမယ်အဲဒီဟာရင်ဒီဝိုင်တံမိုးတွေကိုအဲဒီ2တွေ1တွေ0တွေ minus 1 minus 2တွေရေးယူဆိုအဲ့မှာအများကြီးရတယ်နော် ဒီမှာရှေ့ရအိတ်တန်ကိုပဲမပြောင်းရပါကျန်တဲ့အနောက်ကဝိုင်းတန်မိုးတွေအကုန်လုံးပြောင်းလဲလို့ရတယ်။ဥပမာမိုင်းနဲ့ဒူးနေဟိုမိုင်းနဲ့ဒီကမှာမမမချင်ဘူးဒီအောက်ကမိုင်းနဲ့ဒီနားမှာလည်းအမှန်မှန်လေးရတယ်။မိုင်းနဲ့ကိုမိုင်းနဲ့ဖက်အများကြီးပဲ။ဘာမို့အပေါ်မှာလဲဆိုတော့နော်အပေါင်းလေးအပေါင်းက +4 +5 +6 အဲ့ဒီနေရာမှာလဲဆိုတော့အမှတ်တွေမှတ်လို့ရတယ်။ဒီက8 coordinate နှိရှိတဲ့နော်သူကမြင်းဖြောင်းဆွဲလိုက်ပြီဆိုတာလည်းနော်အခြားအမှတ်တွေလည်းအများကြီးရေးလို့ရပါလေနော်။ဒါကတော့ချေဥမာနေနဲ့ပြပြတာပါ။ဒီဘုံကိုရေးကြည့်တယ်အမှတ်ရှိတယ်အမှတ်လို့ရတယ်။ ဒီဒီကလေ့ကျင့်ငယ်စတိသမားတိကနံပါတ်9ရှိအဲ6ခု8ခုပဲဖြစ်ပါတယ်ဆုံးရှုပ်ရေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်